ချစ်တော်တရာချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာနေ့ရက်တည်နဲ့နဲ့ခင်လေးဖြစ်ပါစေမိတ်ဆွေပေါင်းလည်းပဲဒီနေ့နေ့တဲ့တစ်ဖက်မှာအားလုံးတို့ထသက်ရှင်ရသောခွင့်ကိုရတဲ့ခါမှာအားလုံးဝမ်းမြောက်သောရှင်လန်းသောတက်တာနဲ့ဘုရားရဲ့ရှိတော်မောက်မှာကျွန်တော်တဝင့်ချစ်ကပ်ကြပါစို့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့သတင်းစကားကတော့ဘုရားသခင်ရဲ့ပညာတော်ကိုမလိုတော့ဘူးဆိုပြီးတော့ပယ်လို့ရသလားဘုရားရဲ့ပညာတော်ကိုပယ်လို့ရသလားဒါမှမဟုတ်လည်းပဲခြံထားခဲ့သလိုရသလား ဒီနေ့ဒီရာကိုဆက်လိုက်ပြီးတော့ကျွန်တော်လေ့လာကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကျွန်တော်တို့ကဆိုရှင်ဘုရားသခင်ရဲ့ပြည့်ညတ်တော်ကိုမလိုတော့ဘူးဆိုပြီးတော့တချို့ကဆိုရှင်ပြောလေပြောထားရှိကြလဲတချို့ကလည်းပဲပယ်ကြတယ်နော်ရရဆက်ဆက်ကိုပယ်ကြတယ်တမန်ကျမ်းစာထဲမှာဒီမှာအတိအတင်းဖော်ပြထားတယ်ထမြောက်ကျမ်းခန်း20မှာလည်းပေးထားတယ်အဲတမန်ကျမ်းစာထဲမှာဆိုရှင်ပြည့်ညတ်တော်အကြောင်းနဲ့ပတ်သက်ပြီးတော့ဟိုအများကြီးဘုရားကဆိုရှင်ဖော်ပြခဲ့တယ်တို့ပြေတော်ညာလည်းပဲကျွန်တော်တို့ကဆိုရှင်တော့တခါတဲ့ပြည့်ညတ်တော်ကိုဒီကြည့်ပြီးတော့ပယ်ကြတဲ့လူတွေတည်းရှိတယ် ဒါတို့ချက်ပယ်လို့ရောရသလားဒါလူတွေကပယ်ကြတယ်ဆိုတော့တကယ်ပယ်လို့ရသလားပယ်လို့ရောအဆင်ပြေပါမလားဒီနေ့ကျွန်တော်တမချမ်းချက်ကိုကျွန်တော်ဆက်လိုက်ပြီးလေ့လာကြအောင်နော်အဲဒါရောမအုဒ္ဒစာခန်းကြီး၃ပိုင်းငယ်31ကိုကြည့်တဲ့အခါမှာလို့ရှင်ယုံကြည်ခြင်းအပြင်ငါတို့ဒီပညာတရားကိုပယ်ကြသလားအလင်းမပယ်တဲ့တာရွတ်တီစေကြဤတဲ့နော်ဒီနေ့ဖျားရဲ့သားသမီးတွေကယုံဖျားကိုတကယ်စိတ်နှလုံးအကျွင်းမဲ့နဲ့ယုံကြည်တယ်ဆိုရင်တဲ့ဖျားရဲ့အလိုတော်ကိုဘယ်သူမှပယ်မှာမဟုတ်ဘူးတဲ့ ဒါပေမဲ့ဒီနေ့ဘုရားရဲ့ပညာတော်ကိုပယ်တယ်ဘုရားရဲ့အလိုတော်ကိုသွေဖယ်ပြီးတော့ကျွန်တော်ရဲ့အသက်တာကသွားလာတယ်လှုပ်ရှားတယ်ကျွန်တော်ကဆိုရှင်လက်ခံကြတယ်ဆိုလို့ရှင်တော့ဒါဆိုရှင်တော့သင်ကဘုရားကိုတကယ်ယုံတာမဟုတ်ဘဲနဲ့သင်ကဆိုရှင်ဘုရားကိုတကယ်အစ်မှန်ယုံတာမဟုတ်ဘဲနဲ့သင်တော်တဲမှာပဲသင်ကလူတယောက်အနေနဲ့ရှိနေမှာဖြစ်တယ်နော်ဆရာတယောက်အနေနဲ့သင်ရှိနေမှာဖြစ်တယ်အသင်ရောက်ဆရာတယောက်အနေနဲ့သင်ရှိမှာမဟုတ်ရှိနေမှာဖြစ်တယ်ဘာကြောင့်လဲဘုရားကိုယုံရင်ဒီမှာဘာပြောလဲဆိုတော့ ယုံကြည်ခြင်းအပြင်ငါတို့ဒီပညာတရားကိုပယ်ကြတယ်လို့အလင်းမပယ်တဲ့နော်။ตาရွေ့တည်စေကြ၏။ပညာဟာဆိုရှင်ကျွန်တော်လေးလာခဲ့ပြီးသားပြီ။ထာဝရတည်မြဲတယ်လို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ကပယ်လို့မရဘူး၊ခြံထားခဲ့လို့မရဘူး။ตาရွေ့တည်မြဲစေရမှာဖြစ်တယ်ဆိုပြီးတော့သမချမ်းသာကဖော်ပြထားတယ်။ဒါမှကမနဲ့ရာကုတ်ခန်းကြီးနှစ်ပိုင်းငယ်၁၉မှာထိုနည်းတို့အချင်းနှင့်ကင်းသောယုံကြည်ခြင်းသည်တပါးဒီရှိသောကြောင့်အပေဖြစ်၏။ ဒီနေ့ကျွန်တော်ယုံကြည်သူများအနေနဲ့ယုံတဲ့ယုံခုံတဲ့ခေါ်ရမှာလေယုံပြီးတော့ကျွန်တော်အားလုံးကဆိုရှင်မလိုက်လျှောက်ဘူးဆိုလို့ရှင်တော့ဒီနေ့ကျွန်တော်ကပါလေဘာမှမထူဘူးအဲ့ဒီလူကအသေးပဲတဲ့တေတာနဲ့တူတူပဲတဲ့နော်ဝိညာဉ်ရေးတေနေပြီဘာမှဟိုမထူဆန်းဘူးနော်ဒါကြောင့်ယုံကြည်သူလို့ပြောပြီးတော့ကျွန်တော်ကဘုရားရဲ့လူတော်ကိုမလိုက်လျှောက်ဘူးကွန့်ကိုတခါလဲထင်ရှားဆိုင်ပြီးတော့သူတို့ဘာ ရက်ွက်ထဲမှာဆိုရှင်သူတစ်ပါးနေတူသွားနေမယ်သူတစ်ပါးနေတူစားနေမယ်တောက်နေမယ်အာသူတစ်ပါးနေတူကျွန်တော်ကဆိုရှင်ဘာမှတမှုထိုးချတာမရှိရင်တင်းနေတဲ့ဘုရားဘုံတော်မထင်ရှားဘူးဆိုရင်တင်းဟာအသေးပဲလေဘာလူလောကမှာရှင်လျက်နဲ့တင်းနေတာအဲ့ဒါကြုံရလိမ့်မယ်ဒါဒီနေ့ကျွန်တော်ဘုရားသခင်ကပြောတယ်ထိုးနေတူအကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်တပါးတည်းရှိသောကြောင့်အသေးဖြစ်၏ဒီနေ့ကျွန်တော်ကဘုရားကိုရှုံနေပြီးတော့ဘုရားရဲ့အလိုတော်ကိုမလိုက်လျှောက်ဖဲနဲ့ကျွန်တော်ကကြင့်ကြံသွားလာလှုပ်ရှားနေကြမယ်ဆိုရင်တော့ ချစ်တတ်မိတ်ဆွေပေါင်းတို့အဲ့ဒါကသင်ကဘဝကရှင်လျက်နဲ့တည်နေတာနဲ့အတူတူပဲအဲ့တော့ဒီနေ့ကျွန်တော်ညာတက်တာမှာပြန်လဲဆင်ကျင်တုံတရားနဲ့ပြန်ဆင်ကျင်နိုင်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်ကိုဖွင့်ပြနေတာဖြစ်တယ်ကျွန်တော်အနေနဲ့နှုတ်ကပတ်တော်အတိုင်းချစ်တတ်မိတ်ဆွေတို့ကိုဖွင့်ပြပေးတဲ့ခါမှာဒီနှုတ်ကပတ်တော်ကသင်ကိုတွန်သင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်တော်ဒီသင်ဖို့စကားပြောပါစေဒါကြောင့်ကဲတင်ချင်းရရမှာဆိုရှင်ပညတ်တော်ဘယ်လိုပါဝင်တယ်လဲเนาะဒီမှာဆိုရှင်ကဲတင်ချင်းရတဲ့ခါမှာလည်းပဲပညတ်တော်ကဘယ်လိုပါဝင်နေတယ်လဲ တမန်ကျမ်းစာထဲမှာတည်ရင်းဖော်ပြထားတယ်တော့ချစ်တဲ့မိတ်ဆွေယောမအောင်ရစာခန်းကြီးခုနှစ်ပိုင်းငယ်ခုနှစ်ကိုခြေတဲ့ခါမှာဘလို့ဖော်ပြလဲဆိုတော့တို့ပြည့်၍အဘယ်တို့ပြောရမည်နည်းပြဉ္ညာတရား၌အပြစ်ရှိသလားအပြစ်မရှိနိုင်ရာတို့ရာတွင်ပြဉ္ညာတရားအဖြစ်သာ အပြစ်သဘောကိုငါသိရ၏အဘယ်တို့နည်းဟုမူကားလောဘစိတ်မရှိစေနည်းဟုပြဉ္ညာတရားမစွ့လျင်လောဘသဘောကိုငါမသိဒါဒီနေ့ပြဉ္ညာတရားရှိခြင်းဟာကျွန်တော်တို့ရဲ့အားနဲ့ချက်ကိုပြန်လဲပြီးတော့ မြင်လာဖို့ဖြစ်တယ်ကျွန်တော်တို့ဘာမှားခဲ့လဲအမှားကိုပြန်မြင်ရင်အမှန်တရားကအမှန်နဲ့ကျွန်တော်ပြုပြင်ပြီးတော့နောင်တနဲ့ဖျားသည်မှာသွားမယ်ဆိုကျွန်တော်အားလုံးကအဲဒီပညာတော်ကိုလှောက်ချင်းအားဖြင့်ကျွန်တော်ကဆိုရှင်အကျိုးထုကိုရမှာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ပညာတရားတာမရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အားလုံးကထင်ရဆိုင်ပြီးတော့ငါလောက်တာငါမှန်တယ်ငါပြောတာငါမှန်တယ်အဲငါစီစင်တာငါမှန်တယ်ဆိုပြီးတော့အားလုံးကငါသဘောကောနေကြမှာပဲဟုတ်မလား ငါဆိုတဲ့သဘောတရားပေါ်မှာကျွန်တော်အားလုံးကဆိုရှင်ကျင့်နေနေကြမယ်နော်ဒါအဲ့ဒီလိုမျိုးကျင့်နေတဲ့ခါမှာငါမားတယ်ဆိုတာမရှိတော့ဘူးငါမှန်တယ်ကြီးပဲဖြစ်နေနေမယ်ဒီနေ့ကျွန်တော်အားလုံးကကိုလှုပ်လိုက်တဲ့အရာကမှန်သလားမားသလားဆိုတာကိုဒီနေ့ကျွန်တော်ကိုထောက်ပြနိုင်ဖို့ရန်အတွက်ဖရာသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ထဲမှာသူ့ရဲ့သားသမီးတွေအတွက်ပညတ်တော်၁၀ပါးကိုပေးခဲ့တာဖြစ်တယ်အဲ့ဒီပညတ်တော်၁၀ပါးကဆိုရှင်ဖရာကကြည့်ချစ်ချင်းမေတ္တာကိုလုံးဝပုံဖော်ပေးထားတာဖြစ်တယ် ဖခင်ရဲ့မေတ္တာတော်ကိုပုံပေါ်ပေးရတဲ့ခါမှာမေတ္တာတော်မပြတ်စီစဉ်နိုင်ဖို့ရန်အတွက်မေတ္တာတော်ကိုခံစားပြီးတော့ကျွန်တော်ဝမ်းမြောက်နိုင်ဖို့ရန်အတွက်ယနေ့ကျွန်တော်ကဆိုရှင်ဖခင်ရဲ့ပညတ်တော်တွေကိုပယ်လို့လည်းမရဘူးเนาะဒါကြောင့်ပညတ်တရား၌အပြစ်ရှိသလားအပြစ်မရှိနိုင်ဘူးเนาะဒါကြောင့်ဒီနေ့ကျွန်တော်တွေအသက်တာမှာဆိုရှင်အဲ့ဒီပညတ်တော်တရားရဲ့သဘောဟာကျွန်တော်ကဘာနဲ့တူလဲဆိုတော့မှန်တစ်ချက်ပဲเนาะလူတယောက်ကကျွန်တော်မှန်ကြည့်တယ်ပေါ့ဗျာခုနကကျွန်တော်မှန်သွားကြည့်တယ်မှန်ကြည့်တဲ့ခါမှာ ျွန်တော်မှာဘာအားနဲ့တက်ရှိတယ်လဲဘယ်နားမှာကျွန်တော်ဘာချုပ်ရွေးနေတယ်လဲသပင်ဖိရအောင်မလားဒါမှမဟုတ်လည်းပဲကျွန်တော်အာကျွန်တော်မှာဆိုရှင်ဘလို့ပြုတ်ပြင်ရမလဲเนาะကျွန်တော်ရဲ့အင်ဂျီကျဲသီးကစားအဆင်ပြေလားကျွန်တော်ကြည့်တယ်လေဒါကြောင့်မှန်ကြည့်လိုက်ခါမှာဆိုရှင်အဲ့ဒီမှန်ရှိမှရောက်တဲ့ခါမှာကျွန်တော်ရဲ့အားနဲ့ချက်ကိုတွေ့ရတဲ့ခါကျွန်တော်ဘာဖြစ်လဲအလေးမီပြုတ်ပြင်လို့ရတယ်အဲ့ဒီလိုပဲကျွန်တော်ဖရားရဲ့နှုတ်ကပတ်တော်ထဲမှာဖရားပေးထားတဲ့ပညတ်တော်၁၀ပါးကိုကျွန်တော်ကကြည့်လိုက်တဲ့ခါမှာဆိုရှင်ကျွန်တော်ဘာမှားသွားလဲကျွန်တော်ဘာဖြစ်နေတာလဲဘယ်လိုဘဝမျိုးမှာကျွန်တော်ရောက်နေတယ်လဲ အလင်းမီကျွန်တော်ရဲ့ဘွားတတကိုပြန်လဲပြီးတော့လိမ့်ပတ်လဲလာပြီးတော့ဖခင်ရဲ့ရှေ့တော်မောင်းမှာပြန်လဲရောက်လာဖို့ရန်အတွက်ကျွန်တော်တို့ရှင်မေတ္တာနဲ့ဖခင်ကပြန်လဲပြီးတော့ကျွန်တော်ကိုဖိတ်ခေါ်နေတာဖြစ်တယ်ချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်အပြစ်လွတ်ခံရတဲ့သူဟာပြညတ်တော်ကိုလူကျိုးခွင့်ရသလားတဲ့နော်ဒါတို့ရှင်ဖခင်ကျေးဇူးတော်ကြောင့်ကယ်တင်ရပြီဂျေစုတော်ဂျေစုတော်ဆိုပြီးတော့ယနေ့လူတွေကတော့ရှင်အမွန်တင်ပြီးတော့ကျွန်တော်တို့တခါတဲ့တရားတွေကိုတခါတဲ့ ွားပွားပြီးတော့တကယ်ပဲညားပြရလောက်အောင်လူတွေကဟောနေကြတယ်เนาะဘာကြောင့်လဲကျေးဇူးတော်ကျေးဇူးတော်ကျေးဇူးတော်ဆိုတာကျွန်တော်အားလုံးအလွဲသုံးစားလုပ်လို့ရတဲ့ဟာမဟုတ်ဘူးเนาะကျေးဇူးတော်ခွဲပလာရှန်လေးရှိပါဤဒါလည်းရှန်လေးရဲ့တိတ်လေးရဲ့ရှန်လေးရဲ့ပြင်းပြင်းနေအောင်ဘုရားကပေးတယ်သို့တော်ညာလည်းပေးတဲ့အရာကိုပေါ်မှာကျွန်တော်ကကျေးဇူးတော်ကြောင့်ကျွန်တော်ကဲတင်းချင်းရပြီဆိုပြီးတော့အပြစ်လွတ်ခံရပြီတော့ဆိုပြီးတော့ကျွန်တော်ကသူရှင်ပြင်းညတ်တော်တွေကိုလူကျိုးခွင့်ရှိသလားတဲ့เนาะ လူကြုတ်ခွင့်ရှိသလားယောမအောရဆာခန်းကြီးငါပိုက်ငယ်15မှာဆိုရှင်ထိုတို့ပြည့်လေပြုတ်လေရင်ထိုတို့ဖြစ်လေရင်အဘယ်တို့နေငါတို့ဒီပညာတရားလက်နိုင်မရှိဂျေဇူးတရား၌ရှိတော့ကြောင့်ဒူးစရိုက်ကိုပြုတ်ရမည်လောထိုတို့မပြုတ်ရတဲ့နော်ဒါဆိုချစ်တဲ့မိစေပေါင်းတို့တချို့လူကပြောတယ်မဟုတ်လားငါတို့ဂျေဇူးတော်ကြောင့်ကယ်တင်ရပြီဒါကြောင့်ပညာတော်ရေကမလိုတော့ဘူးခရစ်တော်ကကားတိုင်းပေါ်မှာဖြတ်ပယ်လိုက်ပြီအဲ့တော့ကြောင့်ဒီနေ့ကားတိုင်းပေါ်မှာခရစ်တော်ဖြတ်ပယ်လိုက်ပြီဖြစ်တော့ပညာတရား လမ်းလျှောက်ဆရာမလို့တော့ဘူးเนาะပညာတော်တွေမလို့တော့ဘူးဆိုပြီးတော့ယနေ့လူတွေကဆိုရှင်အဲ့လိုမျိုးထင်ရောင်ထင်မားနဲ့ကိုယ့်ကိုယ်သူဘာဖြစ်လဲထင်မားပြီးတော့လုံနေကြတယ်ဒီမှာဘာဖြစ်လဲဒုစရိုက်ကိုပြုတ်ရမည်လို့တဲ့ဒုစရိုက်တွေဆက်ပြုတ်နေကြတယ်เนาะဘုရားမကြိုက်တဲ့အစားတောက်တွေစားကြတယ်ဟုတ်တယ်မလားဒီနေ့အတင်းတော်တော်များများမှာကြည့်လိုက်ခါမှာဆိုရှင်နှုတ်ကပတ်တော်ထဲမှာတားမြစ်ထားတဲ့အရာတွေလည်းပဲကျွန်တော်သုံးဆောင်နေကြတယ်လှုပ်ဆောင်နေကြတယ်ကျူးလွန်နေကြတယ်ဒါဘာဖြစ်လဲအာငါတို့ ေးဇူးတရားအောက်မှာရှိတယ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရပြီဟေးငါတို့ကြိုက်ရလုံးလို့ရတယ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရပြီဆိုပြီးတော့အသင်းအုပ်ဆရာတွေကစနော်အသင်းသူတင်သားတွေရဲ့ရှေ့မှောင်မှာဘာမှနော်ဒီအဒီဘာမှရှေ့ဆောင်လမ်းပြပြီးတော့အလင်းတရားပြတာမဟုတ်ဖ ೇನೆ တခါတော့ရှင်အသင်းအုပ်ဆရာတွေကလည်းဗဇတ်မှာပဲជីជីတခါတည်းသူတို့ရဲ့လက်တွေ့လောက်ဆောင်ကျဲမှာပဲជីជីဘာကြောင့်လဲမှားနေကြတယ်ကျေးဇူးတရားကိုအလွဲသုံးစား ျွန်တော်ကအတိတ်ပဲဖွင့်တဲ့အခါမှာအဲ့ဒီမှာဆိုရှင်မာရွေးမှုရင်ဆိုင်နေရတယ်။ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်တမချန်းစာထဲမှာဂျေစုတော်ကြောင့်အပြစ်လွတ်ခံရပြီဆိုပြီးတော့ပညာတော်တွေကိုကျွန်တော်အားလုံးကလွန်ကျူးလို့ရသလား။ဒီမှာဘာပြောထားလဲချစ်တဲ့မိတ်ဆွေမှတ်ထားနော်။ဂျေစုတရားလက်၌ရှိသောကြောင့်ဒူးစရိုက်ကိုပြုရမည်တော့တဲ့။ထို့သောမပြုရတဲ့။ထို့သောမပြုရဆိုတင်ဆက်ပြုနေရင်ဘာဖြစ်မလဲ။ပြန်အပြစ်ရှိမှာပေါ့အပြစ်ရှိရင်ဘာလို့ခံရမလဲတရားစီရင်ခြင်းခံရမယ်เนาะ ဘုရားရှင်ချင်းခံစားရတဲ့ကမ္ဘာဆိုရှင်မကောင်းသူအပေကောင်းသူကယ်တဲ့အထက်မှာသင်အပေကံဘဝမှာကြံခဲ့မလားဒါကြောင့်ဒီနေ့ကျွန်တော်ရသက်တာမှာအပေကံဘဝမှာသင်မကြံကျင်ဘူးဆိုရင်ဒီနေ့ကျွန်တော်အားလုံးကအလင်းပြီးဘာလို့ရမလဲကျွန်တော်ကိုယ်တိုင်ကပြန်လဲပြီးတော့ဆင်ကျင်ဖို့ဖြစ်တယ်ဖခင်ကဘလို့မိတ်မာခဲ့တယ်ဖခင်စကားကိုပဲနားထောင်ရမှာလေလူစကားနားမထောင်နဲ့လူစကားနားထောင်ရင်သင်ရသက်တာကလူနောက်ကိုလိုက်ရင်သေခြင်းပဲလေလူလူနောက်ကိုလိုက်ရင်သေခြင်းဖခင်နောက်လိုက်မှာကျွန်တော်အသက်ရှင်ခြင်းလေ ဒီနေ့ကျွန်တော်ရဲ့တက်တာမှာတရားဟောဆရာနောက်မလိုက်တဲ့ဆရာတင်မောင်ဆန်းဆိုတဲ့ကျွန်တော်ရဲ့ကျွန်တော်တရားဟောဆရာနောက်ကိုတင်လိုက်ဆရာမလို့ဘူးကျွန်တော်တရားနားထောင်ပြီးတော့ကျွန်တော်ကျွန်တော်ပြောတဲ့အတိုင်းပဲနားထောင်ဖို့မဟုတ်ဘဲနဲ့နှုတ်ကပတ်တော်ကဘာပြောထားတယ်ဖခါကအလိုတော်ကဘလို့ရှိတယ်လဲဖခါစကားကိုနားထောင်မှဘာဖြစ်မလဲအသက်ရှင်ခြင်းရမှာဖြစ်တယ်အဲဒါဒီနေ့မကောင်းသူကိုပယ်ပြီးတော့ကောင်းသူကယ်တဲ့ထဲမှာတင်ရလို့ရှိရင်ကယ်တင်ခြင်းစုတေစုရရှိဖို့ရန်အတွက်ဒီနေ့ဘာလို့ရမလဲထို့တို့ဖြစ်လျင်အဘယ်တို့နီးငါတို့ဒီပညာတရားလက်နိုင်မရှိခြေစူးတရားလက်နိုင်ရှိတော့ကြောင့်ဒူးစရိုက်ကို ပြုရမည်လောထို့သို့မပြုရဆိုတဲ့အတိုင်းပဲဒီနေ့ကျွန်တော်ဒီနှုတ်ကပတ်တော်တမကျမ်းစာဒီအဖြစ်ကျွန်တော်ရဲ့ကတ္တာမှာပြန်လည်ပြီးတော့ဆင်ခြင်ပြီးတော့ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ဖွင့်ပြခဲ့တဲ့ဒီနှုတ်ကပတ်တော်အချက်၄၃၄ချက်ကိုပြန်လည်ပြီးတော့ကျွန်တော်ဒီနှလုံးသားထဲမှာဆိုရှင်ဝိညာဉ်တော်ဖိတ်ခေါ်ပြီးတော့နာတော်တာဆင်ကြရအောင်ယောမဩဒါစာခန်းကြီး၃ပိုင်းငယ်၃တင်းပါယုံကြည်ခြင်းအဖြစ်ငါတို့ဒီပညာတရားကိုပယ်ကြသလိုအလင်းမပယ်တာရွေ့တည်စေကြ၏ ရှင်ညာကုတ်ခန်းကြီးနှစ်ပိုင်းငယ်19မှာထိုနေတူအကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်တပါးရှိသောကြောင့်အသေးဖြစ်၏ဆိုပြီးတော့ဖော်ပြထားတယ်။ယောမဝရစာခန်းကြီး9ပိုင်းငယ်9မှာတို့ပြင်း၍အဘယ်သို့ပြောရမည်နည်းပညာတရား၌အပြစ်ရှိသလားအပြစ်မရှိနိုင်ရာတို့ရာတွင်ပညာတရားအဖြစ်သာ အပြစ်သဘောကိုငါသိရ၏အဘယ်သို့နည်းဟုမူကားလောဘစိတ်မရှိစေနည်းဟုပညာတရားမဆိုလျင်လောဘသဘောကိုငါမသိနိုင် နောက်ဆုံးကြံချက်ကတော့ယောမအခန်းကြီး9အခန်းကြီး6ပိုင်းငယ်15မှာနော်ယောမအခန်းကြီး6ပိုင်းငယ်15မှာထို့သို့ဖြစ်လျက်အဘယ်သို့နည်းငါတို့သည်ပညတ်တရားလက်၌မရှိကျေးဇူးတရားလက်၌ရှိသောကြောင့်ဒုစရိုက်ကိုပြုရမည်လို့ထို့သို့မပြုရဆိုပြီးတော့ဒီနေ့ဒီကြံချက်လေးတွေအပြင်သင်တို့ရသက်တာမှာ ပြန်လဲပြီးတော့ဆင်ခြင်ပြီးတော့ငါတို့ဘလိုမျိုးအသက်တာနဲ့ပြန်လဲပြီးတော့တက်ရှင်ကြမလဲဖရာသခင်ရဲ့သားသမီးတကယ်ပိတပြီလား ဘုရားသခင်ရွေးချယ်တော်မူတယ်ဘုရားကိုလက်ခံပြီးသွားပြီဘုရားကိုတကယ်ယုံကြည်တယ်ဆိုရင်ငါတို့ဘယ်လိုလုပ်ရမလဲငါတို့ဘယ်လိုတက်ရှိရမလဲဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အပြင်တနုံးရတက်တာမှာအကောင်းဆုံးဆင်ခြင်နိုင်ကြပြီးတော့ဘုရားသခင်ရဲ့သားသမီးပိတစွာနဲ့နေနိုင်သွားနိုင်ကျင့်ကြံနိုင်ကြတဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေဒီကုန်းချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းချီးချပေးပါစေ thank you